ာဖရိကန်တွေသုံးတဲ့နေကဆိုတဲ့စကားလုံးကဘာအတိတ်ပဲလေအဲ့ဒီစကားလုံးကမြန်မာပြည်မှာသုံးတဲ့ကလားဆိုတဲ့စကားလုံးနဲ့အတူတူပဲလားဘာလို့အဲ့ဒီစကားလုံးကိုမသုံးခိုင်းတာလဲအဲ့ဒီစကားကဘယ်ကစခဲ့တာလဲ ဒီနေ့ခုနှစ်အားလုံးရဲ့အဖြစ်ကိုပြောပြပေးသွားပါမယ်။နီကာဆိုတဲ့စကလုံးကအရင်ကိုလိုနီခေတ်တုန်းကအမေရိကန်လူမျိုးတွေကသူတို့ကျွန်းခံခိုင်းခဲ့တဲ့အာဖရိကန်လူမဲမျိုးရိုးကိုခေါ်တဲ့အတုံးလုံးဖြစ်ပါတယ်။နီကာဆိုတာကနီဂရိုကိုခေါ်တဲ့အတုံးလုံးလူမဲကနေဆင်းလာတာပါ။ဆက်ကွန်နီယာစုကအာဖရိကန်ကလူမဲတွေကိုကျွန်းစနစ်နဲ့ခိုင်းခဲ့တုန်းကစခေါ်ခဲ့တာဖြစ်ပါတယ်။လူပြိုတွေကလူမဲတွေကိုနှိမ့်ဆက်တဲ့အခါ၊ရိုက်တဲ့အခါ၊နှိမ်ချဆက်ဆံတဲ့အခါနီကာလို့ခေါ်လို့ရှိပါတယ်။နီကာဆိုတဲ့အတုံးလုံးကလူမဲတွေကိုတမင်နှိမ်ချပြီးခေါ်တာဖြစ်တယ်လို့မြန်မာနိုင်ငံမှာကလားလို့ခေါ်တာနဲ့တောင်ခက်ဆင်စင်မှာ မြန်မာနိုင်ငံမှာဆိုအသားမဲတဲ့လူတွေကိုအဓိကကလားလို့ခေါ်ဆိုကြပါတယ်တော်တော်များများကနှိမ်တဲ့ပုံစံနဲ့ခေါ်ဆိုကြပေမဲ့တချို့ကလည်း chest stone နဲ့ခေါ်တာတွေရှိပါတယ် စစ်နိုးနဲ့ခေါ်တာကတော့ကလာလေးကုကလာပဲဖြစ်ပါတယ်။နှိမ့်နာကတော့တော်တော်စုပါတယ်ရှင်။အဓိကကတော့ဒံတွေကိုဝယ်တယ်၊ကြေးတွေကိုဝယ်တယ်ဆိုတော့တမားတွေကိုတွေ့တယ်ဆိုရင်စားနောက်ကြတွေရှိသလိုတချို့ဆိုနာမည်ရှိတာတော့ကလာလို့ခေါ်ပြီးတော့အောက်ကြတဲ့အလုပ်တွေလုပ်ခိုင်းတာတွေရှိပါတယ်။ကလေးမိတချို့ဆိုသူတို့ကလေးတွေထမင်းမစားဘူးဆိုရင်ကလာကြီးကိုခေါ်လိုက်မှနော်။ကလာကြီးကအလားကိစားလိုက်မယ်ဆိုပြီးတော့ပြောဆိုကြပါတယ်။ခေါ်လိုက်တဲ့ပစိန်ကမနာပါဘူးမေ။ခုတ်ခင်ရတဲ့အပင်ကတော့နာကျင်နေပါလိမ့်မယ်။ ဒီအတိုင်းမှာပဲသူတို့ကတော့ဒီတိုင်းပြောပေမဲ့ခံရတဲ့သူကတော့တော်တော်ကြီးစိတ်မကောင်းဖြစ်ရပါတယ်ဒီကလားဆိုတဲ့အတိတ်ပဲကတော့ကုလားဆိုတဲ့အရာကနေဖြစ်လာတာပါ ကုလားဆိုတာကတော့အိန္ဒိယလူမျိုးတွေကဟိုရှိခေတုန်းကမြစ်တဲချောင်းတွေကိုကြော်ပြီးစီးပွားရေးလုပ်ဖို့အတွက်မြန်မာနိုင်ငံနဲ့ဝင်လာပါတယ်။အဲ့ဒီလူမျိုးမြစ်ချောင်းတွေကိုကြော်ပြီးတော့ကုလားလို့ကုလားလို့ခေါ်ဆိုကြတာပါ။မကြပါဘူးအလွယ်ခေါ်ဆိုရင်းနဲ့ကုလားကနေကလားဆိုပြီးတော့ဖြစ်လာတာပါ။ဒီကလားဆိုတဲ့စကားလုံးက2020ခုနှစ်နောက်ပိုင်းမှာတော့သုံးလာတာတော်တော်ကြီးကိုနည်းလာပါတယ်။အဓိကကဒီစကားလုံးကိုမသုံးတော့တာကတော့သူတို့မရဲ့စိတ်ကိုဘလောက်အထိနာကျင်စင်လဲဆိုတော့ မြန်မာလူမျိုးတွေကနားလည်လာလို့ပါတချို့ကတော့အဲ့ဒီစကလုံးကိုစနောက်တဲ့ပုံစံနဲ့ခေါ်ဆိုကြပေမဲ့အမောင်ဘတ်ချမ်းတွေရှိနေတာကတော့အမှန်ပါပဲဒီကလန်းဆိုတဲ့စကလုံးနဲ့အတိတ်ပဲတူနေတာကတော့နစ်ကားဆိုတဲ့စကလုံးပါရှင်ဒီစကလုံးကိုလူတိုင်းလူလူသုံးဖို့မသင့်တော်သလိုတင်းအတွက်လည်းပြဿနာဖြစ်လာနိုင်ပါတယ်တင်းကလူမဲတယောက်မဟုတ်ဘူးဆိုရင်တခြားလူမဲတယောက်ကိုမရွယ်ပဲဖြစ်ဖြစ်ရွယ်ပြီးဖြစ်ဖြစ်နစ်ကားလူစောက်ခွန်လိုက်ကြဟာသူတို့ကိုနှိမ်သလိုဖြစ်သွားပြီးရန်ဖြစ်ဖို့စိန်ခေါ်လိုက်တာနဲ့တူပါတယ် ကိုလိုနီခေတ်တုန်းကခေါ်ရဲဆိုတာသူတို့တွေကျွနေလို့အဖမ်းခံရပြီးအလုတ်ကျန်လို့ခရရလို့မတွန်းလန်နိုင်လို့ခေါ်တာဖြစ်ပေမဲ့လူအခွင့်ရေးတွေလူတိုင်းအတွက်ရှိနေတဲ့ဒီနေ့လို၂၁ရာစုမှာနေကားလို့ခေါ်လိုက်တာဟာတင့်အတွက်အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။လူမဲ့အချင်းချင်းနေကားလို့ခေါ်တာဟာသူတို့အချင်းချင်းယင်းနည်းလို့ခေါ်တာဖြစ်ပါတယ်။ဒီစကလုံးကိုလူမဲ့အချင်းချင်းမဲ့အခုနောက်ပိုင်းအသုံးပြုလာကြပါတယ်။ဒီအသုံးနှုန်းတွေကိုလူမဲ့တွေကြားရောက်ရင်စဉ်းစားချင်းချင်းပြီးသုံးတာကအသက်အတွက်ဖိတ်ခဲ့မှလိမ့်မယ်။အမေရိကန်နိုင်ငံကပြည်내တော်တော်များများမှာအဒီလိုမစင်ချင်းမဲ့နေကားလို့ခေါ်ခဲ့လို့အသက်ခံရတဲ့လူတွေကအများကြီးရှိနေခဲ့ ာဒီနေ့ထိတိုင်းပါပဲကလေးချင်းချင်းအဲ့ဒီလိုစားနောက်ခေါ်ခဲ့လို့လဲကျောင်းနှံလူတတ်မှုတွေထိုးနှက်မှုတွေအများကြီးရှိခဲ့ပါတယ်တင်ကလူမဲတွေကြားမှာလူမဲကလေးလေးတယောက်ကိုနေကားလို့စခေါ်လိုက်ကြကသူမိဘတွေအနေနဲ့တင်ကိုအေးအေးယူနိုင်တဲ့အထိအခွင့်အရေးတွေပေးလိုက်တယ်လို့ဖြတ်သွားနိုင်လို့သတိထားတတ်ပါတယ်ဒီစကလုံးကိုလူမဲတွေကသူတို့အတွက်ယဉ်နိမှုစီလုံးမှုအနေနဲ့သူတို့ကြားမှာအသုံးများပါတယ်ဟောလိဝုဒ်မူဗီတွေမှာတော့ဒီစကလုံးတွေကိုလူမဲတယောက်ဆောင်နေတာအသုံးပြုကြတာဖြစ်ပါတယ်ဒီကမ္ဘာလုံးကြီးတဲ့အတိုင်းတာဖြစ်လို့လူပြိုတယောက်ကနေကားလို့အသုံးပြုလိုက်ခြင်းဖြင့်ကမ္ဘာတဝိုင်းကလူမဲတွေကိုလူမျိုးရေးခွဲခြားလိုက်ပြီးတော့နှိမ်ပြ ောသလိုဖြစ်သွားနိုင်လို့ပါ။နေကာတို့ကလားတို့ဆိုတဲ့စကားလုံးတွေကပြောရတာအရသာရှိပေမယ့်မပြောသင့်တဲ့အရာတခုပဲဖြစ်ပါတယ်။အဓိကဟင်တူတွေကိုမပြောသင့်ဆုံးဖြစ်သလိုအာဖရိကအနွယ်ဘွားတွေကိုလည်းမပြောသင့်ပါဘူး။တင်အနေနဲ့လူမဲတွေကြားရောက်နေခရင် Nword ကိုမသုံးမိဖို့သတိပြုပါ။တင်ကြွယ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ကလားလို့ခေါ်တာကိုရောဘယ်လိုမျိုးထင်ပါလဲရှင်။ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ကြည့်နေဆိုရင်တော့ကျမတို့ရဲ့ဇော်ထက်အောင် share ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်